အားလုံးပဲမင်္ဂလာပါခင်ဗျာတေမောနင်းရှိုးနျူးစ်ကပြန်လဲကြိုးဆိုလိုက်ပါတယ်အခုတင်ပြပေးမှာကတော့လက်ရှိရွေးကောက်ပွဲဝင်မဲ့ပါတီတွေရဲ့အခြေအနေနဲ့ပတ်သက်လို့ကိုစီဝါရဲ့တုံ့တက်ပြောကြားချက်ကိုပြန်လဲတင်ပြပေးလိုက်ရပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဖြင့်ဒီမှာ public holiday ပါအမမိတ်ဆွေတယောက်နဲ့ချင်းသားကြီးလေးလေးပါလေးပြစ်ပြီးတော့ နေလေသာစားမလို့။အဲဒီကောင်သွားပြီးတော့ဘူးလို့ရှိရင်သွားနေတယ်။ဆိုတော့ဒီနေ့ကတိုင်းလာရင်ဗာအာချောင်းတိုင်းကောင်းမင်းဆိုတော့ခုပြအွန်လိုင်းမှာမဖြစ်ပြက်နေရတွေ့တယ်တမျိုးကြီးပဲဗျစိတ်ညစ်ဖို့ကောင်းချိုးချတော့လေအဲပွဲတွေပါပြီးဖြစ်နေရပြီးတော့ပျော်နေကြတဲ့လူတွေလည်းရှိတယ် ိုရီးယားတော့အဲ့ကြီးအချိန်ကုန်နေပေါ့နော်မိမတွေကြောင်းတယောက်အဲ့လိုပေါ့ Facebook ကိုတုံးပြီးရစီရင်ရှင်းတာတို့ရံဖြစ်တာတို့အဲ့မျိုးကြီးထုတ်တာကြီးရတာအဲ့တိတ်ပြီးတော့ကောင်းတဲ့ culture တရက်တော့မဟုတ်ပါဘူးနော်အဲ့အဲ့အမျိုးတစ်ခုတော့ရှိတယ်ဒါကအစိုးရနဲ့လည်းတောက်ကြီးမဆိုင်ဘူးကြီးအစိုးရအဲ့လောက်ထိလိုက်ပြီးတော့ပါပါနေရမယ်ဆိုရင်တော့တိတ်အဆင်မပြေဘူးဒါက online etiquette ပေါ့ဗျာကိုယ်လာစော်ကားရင်တော့ လုပ်ပေါ့ပြောပေါ့ဒါပေမဲ့ဒါကြီးကိုပြန်လာချိန်ကြာမြင့်စွာနဲ့စက်ထုတ်ကြီးလိုမျိုးလုပ်နေရဆိုရင်တော့အားလုံးအတွက် productivity ကျတာပေါ့ဒါပါပဲသူတို့ကိစ္စလည်းကိုယ်လည်းမသိပါဘူးစိတ်လည်းမဝင်စားပါဘူးအဲ့မသိကြအောင်မစောင်းနေကောင်းပါတကြကိုလာဆဲနေဘူးမလဲလာဆဲနေပြန်ဆဲနေအောင်ပဲတကားနေပြန်မနဲ့ဆိုတော့ ုနားလေတာတွေကိုတိတာတွေနဲ့ပဲပြောတာကောင်းပါတယ်နော်မိမမိမတွေသာသူ attention လိုချင်လို့လုပ်တယ်လို့ပဲသဘောထားပါတယ်ဆိုတော့ဒီမနေ့ညအမနေ့မနေ့တနေ့လုံးနီးနီးပေါ့တော်တော်များများပြန်ပြီးတော့ update လုပ်ဖြစ်တယ် update လုပ်တယ်ဆိုတာအမနေ့တော်တော်များများ update လုပ်ဖြစ်တယ်ပေါ့ဗျာ update လုပ်တယ်ဆိုတာဥစားပြီးခဲ့တဲ့ တလားနှစ်လားပြန်มาဖြစ်သွားတယ်အเจ้าညာတွေအကုန်လုံးပြန်ပြီးတော့အချုံလုံးသုံးသက်ဖို့အတွက်ဟိုစာ YouTube တွေပါတွေအသူများတွေလွှင့်နေ broadcast တွေပါတွေအကုန်လိုက်ပြီးတော့ပြန်နားထောင်ပြန်ကြည့်အဲ့အမျိုးတွေတော့လုံးဖြစ်တယ်ဆိုတော့ဒီ NDF နဲ့ NDF ကိုပြတ်သိမ်းလိုက်တာ ਨੇ ပတ်သက်ပြီးတော့ပြော comment လုပ်เสียလေးတွေပေါ်လာတယ်တစ်ခုနှစ်ခုเนาะအမှန်တော့ဒီလိုမျိုးစောစောစီးစီးဖြတ်သိမ်းခံရတာ blessing in disguise ပဲ blessing in disguise တော့ second chance ပေါ့ဗျာတက်ပြီးတော့ပါဝင်ဆင်နွှဲဖို့အတွက်ဒီ election မှာပဲဆက်ပြီးပါဝင်ဆင်နွှဲဖို့အတွက်အခွင့်အရေးပေးလိုက်တယ်လို့ဖြစ်သွားပါเนาะအနည်းဆုံးတတိပုဂ္ဂလတွေအနေနဲ့ဝင်ပါဝင်ရတာမဆိုးပါဘူးဘယ်လောက်အထိလိုက်ကြအောင်လဲတော့ကိုယ်လည်းမသိဘူးပေါ့เนาะအဲသို့တော်လည်းသူ့ရဲ့တွာလာနေတဲ့ပုံစံကိုကြည့်ရတာအဓိကအားဖြင့်သူက တိတ်ပြီးတော့မမဟုတ်စားပေးမပါကျင်တာပေးမပါသေးကျင်တာအနီးပါတီတွေပေးတိတ်ပြီးတော့ပေးပါသေးကျင်မမရဘူးဒါကျွန်တော်ရဲ့အမြင်ပေါ့ဗျာနောက်တစ်ဦးတယောက်ပြေတဲ့အမြင်ပေါ့အနီးပါတီတွေတိတ်ပြီးတော့ပေးပါသေးကျင်မမရဘူးနောက်တစ်ခုကနောက်ကအင်အားပါလာလို့ရှိရင်အင်အားပေါ့နော်အနီးပါတီချက်လောက်နေရတယ်အာ၆တိ၆ချက်ပေါ့ဗျာနည်းနည်းပါးပါး တိတ်အင်အားမရှိတဲ့အဖွဲ့ဆိုလို့ရှိရင်တိတ်ကြောက်ဖို့မရဘူးဥစ္စာနောက်ကအင်အားပါလာလို့ရှိရင်တော့လည်းတိတ်ကျေနပ်ဖို့မရဘူးအဲ့တခုတော့ရှိတယ်ဆိုတော့တချို့မိတ်ဆွေတွေလည်းဒီ PP ကနေဝင်ပြီးတော့ Facebook မိတ်ဆွေတချို့တယောက်စားနှစ်ယောက်စား PP ကနေဝင်ပါမယ်လို့တွေ့တယ်ကိုနှုတ်ဆက်ကြတယ်ဘယ်သူအားပေးကြပါအားအားပေးတာတော့အကုန်လုံးအားပေးပါတယ် အဲ့တချို့လည်းဟို PPP ကနေပြီးတော့ပါတာတွေအများကြီးတွေတွေ့ဆိုတော့တက်နိုင်တော့လောက်ပေါ့ဗျာအလုံးပန်းတိုင်မရောက်ခင်ပန်းတိုင်ပန်းတိုင်ပန်းတိုင်ကိုရောက်ဖို့အတွက်အပြေးပြိုင်ဥစ္စာအရှင်ပြိုင်နေရတဲ့အချိန်တော့မဟုတ်အရှင်ပြိုင်ဖို့အတွက် qualify စစ်နေတဲ့အချိန်မှာမပြုတ်သွားစေချင်ဘူးအဲဒီအဓိကအပြင်ပြောဆိုပြုမှုအကုန်လုံးဟိုစင်ညင်ကြပါဘောနော်စင်ညင်ကြပါနောက်ပြီးတော့ဘာတွေဘယ်သူတွေဘယ်လောက်ပြုတ်အောင်လည်းမသိဘူး အဲ့ရရှိသေးတယ်သူက filtering process ကဟိုသာတစင်ပြီးတစင်သွားကြမှာလေဒါတော့ပြုတ်เสียရည်အများကြီးရှိသေးတယ်လို့ထင်တယ်အဲ့လိုယူဆတယ်เนาะဒါပေမဲ့ high profile တွေထဲကတော့ပြုတ်ပြုတ်မလားမပြုတ်မလားတော့ကိုယ်လည်းမသိဘူးပြုတ်เสียရည်အများကြီးရှိတယ်လို့ဟိုမြင်မြင်နေတယ်အဲ့ဒါမြင်ရောက်နေတယ်အဲသူတစ်ဖြင့်အဲ့နောက်ကအင်အားပါလာလို့ရှိရင်ပြုတ်မယ်ထင်တယ်เนาะဒါကတော့တော်တော်များများလဲအဲ့ဒါကိုရိတ်စားမိတော့နေပါပြီเนาะ ောက်ကအင်အားပါလာလို့ရှိရင်ပြုတ်မယ်ထင်တယ်။အဲ့တော့ဖြစ်စေချင်တာကတော့ဗျာအားလုံးကိုပါစေချင်တာပေါ့နော်။ကိုကိုတိုင်းလည်းအနီတော့မကြိုက်ပါဘူး။မနေ့တိုင်းပြောရတယ်။ဒါပေမဲ့ဒီလူတွေရဲ့နောက်ခံအခြေအနေအကြောင်းရဥစားသဘောတရားတွေကိုကောင်းကောင်းနားလည်ပါလား။နော်။ကောင်းကောင်းနားလည်ပါလား။မင်းတို့လည်းပါနိုင်ကောင်းတာပေါ့။မပါနိုင်တော့လည်းမကောင်းဘူးပေါ့ဗျာ။ဒါဒါပဲရှိတာ။ legitimacy ကတော့ရပြီးနေပြီဒီ election ကအဲ့ဒါတော့ချိန်နေကောင်ဒီပါရပြီးနေပြီများများပါလီပူကောင်းနေပေါ့နော်တခုတတိထားမိတာဒီဒီတာဆာညာနဲ့ USDB ကတကယ်တမ်းကျတော့သူတို့မှာကိုယ်စလေလောင်းလဲ shop မဖြစ်နေဘူး membership လဲ shop မဖြစ်နေဘူး membership လဲအလုံးလောက်ရှိတယ်ကိုယ်စလေလောင်းလဲအလုံးလောက်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ infrastructure ရှိလို့သူတို့ကဒီ institution တွေက build လုပ်ထားတာကြာတယ် infrastructure ရှိတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ချက်ချင်းဟိုဖြစ်လိုက်ဖြစ်သီးလိုက်လို့ရတယ်တချို့ကလေနော်ရုံးကန်းဆိုလဲအများကြီးရှိတယ်နော်တာဆာညဆိုလဲတာဆာညကမဆာလာပဲလေမှန်တိုင်းပြောရအောင်မဆာလာရဲ့ infrastructure ပေါ်မှာ run လုပ်နေတာပဲတာဆာညနော်ဟိုတော့က member house တွေရှိတယ်အဲ့ member house တွေရဲ့တာသမီတွေရှိတယ်သူကဘိုးစင်ပေါင်းဆက်ပေါ်ဗျာဒါဆိုလက်ဆင့်ကမ်းပြီးတော့ အဲ့လိုလှုပ်သွားတော့လှုပ်သွားတော့ membership ကလည်းအများအပြည့်ဆိုတော့တာဆာညာဒုတိယအကြီးဆုံးပါတီဖြစ်နေတယ်ဘူးလောလောဆယ်မှာနိုင်နာမနိုင်နာတက္ကနာနော်အင်အားအင်အားကိုပြောပြတာနိုင်နာမနိုင်နာတက္ကနာတက္ကနာဟိုသူတို့ရှောင်းတခင်လှုပ်တာတော့မဟုတ်ဘူးအဲ့ဒါတော့ဂျင်းတည်တယ်ဟိုဆိုလိုတာကဗျာဟို discipline တခုရှိနေတယ်ဗျာစီစီကံတခုရှိနေတယ်လုံလီလှုပ်ထုံးနေတယ်ကြည်ကြည်ညံ့ညံ့တည်နေတယ်ဥရေရလုတ်သွားတယ်နော်အဲဒါရီက လေးစားတဲ့နေဒါတွေကဒီလိုရေချင်းတွေကရေရေချင်းတွေကအခွက်စည်းတွေမှာရှားတယ်အဲ့လိုလေးတွေရှိတယ် USDP ကိုပြန်ကြည့်လို့ရှိရင်လည်း तू ကဘယ်တော့မှဘယ်တော့မှ member ကတိမ်ကောတော့မှာမဟုတ်ဘူးစစ်သားသမီးတွေအများကြီးမှအများကြီးပဲအဲ့တို့တွေပမ္မဘုံနေနံပါတ်ပေးလိုက်ပြီးတော့ဒက်ကောက်ထည့်လိုက်ရုံပဲဘာမှမခဲ့ဘူးအဲ့လိုလေ ဲ့ခက်တာအဲ့ဘာတွေလဲဆိုတော့အဲ့ပြည်သူပါတီပြည်သူပါတီတို့ဘာလို့အဲ့လိုပေါ်နေတဲ့ပြည်သူလူထုကိုအခြေပြုမဲ့ပါတီတွေလို့ပေါ်နေတဲ့လက်ဝဲပါတီတွေပေါ့ဗျာအဲ့ဒီကသူကဘယ်လိုလဲဆိုတော့ဥဆောင်မှုကိုပေးတဲ့နိုင်ငံရေးသမားတွေကအရှောင်းတခွင်လောက်တာတွေများတယ်ဗျာအဲ့လိုမျိုး discipline based မဟုတ်စီမင်းစီကနဲ့သွားတာလေအဲ့အမျိုးကြီးကရှားတယ်ပြန်ပါဖိဖိနဲ့အဲ့လို ငါလုံနိုင်တယ်ပေါ့ငါလူစုစည်းနိုင်တယ်ပေါ့အဲ့ဒါမျိုးတွေနဲ့တွားတာတွေညားကြတယ်ညားသွားပြီအဲ့တော့လူတောက်တောက်ပေါ့ဗျာအစီကမရှိဘူးပေါ့ဘာဖြစ်ရော NDF ကပြတိတ်ခါရဲ့ဆိုနှမျိုးကိုပေါင်းပါတယ်နှမျိုးပေါင်းတော့အဲ့လိုလေးရှိတယ် USDB ဆိုလို့ရှိရင်လည်းအာလူလာရှိပြီးသားပဲစစ်သားသားသမီးတွေအများကြီးပဲပုံနေတာပဲအကုန်ဝင်လိုက်ရုံနဲ့ဒါပဲအဲ့လေးပေးငါ့ဖို့နေနံပါတ်လေးပေးလိုက်ရုံနဲ့ တတ်ဆညာဆိုလေ तू ကတတ်ဆညာတခုကောင်းတာမရအတန်တိတ်တာခြေတန်ရမ်းလို့ဘိုးတော်ကမဆလာဟောင်းကြီးတွေရဲ့အဲဆွေမျိုးຫນွယ်ဝင်ဥစ္စာတွေပေါ့အဆက်တွေကိုအຫນွယ်တွေအများကြီးရှိသေးတယ် infrastructure လည်းရှိသေးတယ်မဆလာပါတီရဲ့ infrastructure ပေါ်မှာသူ run လုပ်နေတာနော်အဲ့လိုရှိတယ်အော်ဒေါ်တက်ခိုင်တို့ပါတီကတော့ခုနောက်ပိုင်းကိုတပတ်တစ်ခါလောက်တော့ကြီးဖြစ်ပါတယ် အ ਨੇ ချင်းဥစားလေးတော်တော်လေးကိုတော်တက်ခံရတော့တော်တော်လေးကိုကောင်းစားမဲ့နေနေသားမှရှိတယ်။အဲလိုအခြေအနေမှာရှိတယ်။နောက်ပြီးသူရွေးလိုက်တဲ့မဲဆန္ဒနေရတော်တော်ခက်နေပြ။သူကမျိုးသားလွတ်တော်ကနေဝင်ပြိုင်မှာဆိုတော့မျိုးသားလွတ်တော်မဲဆန္ဒနဲ့တစ်ဆိုတာတကယ်ကိုအကြီးကြီးပြ။အကြီးကြီးဆိုတာနဲတာမဟုတ်ဘူး။အဲ့ဒီမဲဆန္ဒနေမှာမျိုးနယ်က၈ခုလောက်ရှိတယ်။မျိုးနယ်၈ခုလောက်ရှိတယ်။ အဲ့ तू နိုင်မလားပေါ့နော်ဆိုတော့ तू အဓိကအားဖြင့်တခြားပါတီတွေကိုတော့တိတ်ပြီးကြောက်ရှာမလို့ तू အဲ့ USDP နဲ့ USDP ကိုပဲ तू ကြောက်အောင်နေထားမှရှိရအောင်ပေါ့နော်အဲ့ဒီဘောမှာရှိနေတိုင်းနာပါတီဆိုတာရှိသေးတယ်တိုင်းနာပါတီကလည်း तू ခြေတန်းလုံးနေတိုင်းနာပါတီခြေတန်းလုံးနေဟိုဥစားနှင်းစီပါနှင်းစီပါတီပေါ့ sorry ဥစားချားဖြူနှင်းစီပါတီကဥစား ပါတယ်သူကတိုင်းဒေသကြီးပဲဝင်ပြိုင်ပါတယ်ဆိုတော့နေစီပါတီနာမည်တော့ပြောင်းလိုက်ပြီဆိုတော့နေသားတွေကအဲ့လိုကြီးရှိတာပေါ့နော်အဲ့တော့အရင်တိုင်းမှာပဲဥစားဆေးကတော့ပြောင်းသွားတာပေါ့ဗျာဟိုက sugar coating ကတော့ပြောင်းသွားပါတယ်ပြောင်းသွားတာပေါ့တကယ် ingredients ကတော့အတူတူပါပဲအမ်လောဝဲပါတီတွေအနေနဲ့ And you got to be very cautious about it, no? Because uh, you'll be the victim of your own success. And you're overly successful to take a job. You're penalized to that kind of thing. အချစ်လို့ပြောရတယ်မဟုတ်ခင်လို့ပြောရတယ်မဟုတ်အမှန်တရားမှုလို့ပြောတာဒါပါပဲနော်ပြီးတော့မှငူတန်းယူတန်းนี่မချားခြင်းလို့ပါနော်အဲ့ဒါပါအားလုံးပါဝင်ဆင်သွင်းနိုင်လို့ကောင်းတော့အဲ့ဒါပါ ਵੀ ਲੈਜੀਟਿਮੇਸੀ ਆ ਪੂ ਵੀ ਕਾਈ ਨਾ ਸਰਾ ਆਪੋਜੀਸ਼ਨਸ ਆ ਮਸ਼ੀਨ ਲੋ ਸ਼ੀਨ ਨਾ ਤਨੀ ਤਫੋਂ ਨੇ ਜਾ ਮੋਈ ਵੀ ਆ ਵਿਟੋ ਵੀ ਆ ਆਪੋਜੀਸ਼ਨਸ ਆ ਡੈਮੋਕਰੇਟਿਕ ਸੋਸਾਇਟੀ ਮਾ ਆਈ ਟਾਈਮ ਮੇ ਫੈਸ਼ਨ ਲੋ ਦਾ ਮਸ਼ੀਨ ਨਾ ਸ਼ੀ ਆਨ ਨੇ ਪਿਉ ਟਾਂ ਵੀ ਆ ਨੇ ਤਵੋ ਮਾ ਸ਼ੀ ਨਾ ਅਲ ਕਾਉਂਟਰ ਮਾ ਵਾ ဒေါ်လာဈေးတွေဘယ်တော့ပြန်ကြမလဲတော့မသိဘူးပေါ့ဗျာနော်ဒါပေမဲ့ကြားဘူးတော့လာလာတော့ရှိတာပေါ့ဒေါ်လာဈေးကြမှာမဟုတ်ဘူးမြန်မာငွေဈေးပြန်ဟိုစားတန်ဖိုးပြန်တက်လာမှာဒါကထုံးတယ်မှာပဲအားလုံးက sentiment နေနဲ့တွားနေတယ်မြန်မာမြန်မာငွေကတန်ဖိုးပြန်တက်လာလို့အကြောင်းရှိပါတယ်ဒေါ်လာဈေးကျတယ်လို့တော့မပြောချင်ပါဘူးအဲအဲ့အဲ့အနေထားမှာရှိနေပါတယ်ခဲ့ဥစားပြင်းဘာနဲ့မှငွေထည့်ထားလိုက်ပေါ့ ဟောပြီးကဘန်ဒိုနိုနေရာကောင်းပါရဲ့ဒီတန်းကြဒီတိုင်းကြီးတွေမှာတန်သွားအဲ့လိုရှိရင်တစ်နှစ်လုံးမှာအ4.5%လောက်ပဲရတယ်။ဒီမှာဒီမှာ8 to 8.5 to အဲ့လောက်ထိရတယ်ထင်တယ်။ဒါ personal account ဆိုလို့ရှိရင် loan deposit account ဆိုရင်အဲ့လောက်ရတယ်လို့ထင်တယ်။အရင်တော့အဲ့ဒါထဲတောင်ပူရဘူးရယ်။ရှိပူပူရဘူးလားရှိတယ်ပေါ့နော်။10% above 10% above 10%ရောက်ကြရှိတယ်။ တော့ကိုစိတ်ထင်တော့ reserve bank ကလည်း central bank ကိုပြပါမာပြီးမှဆိုရင် central bank ကလည်း interest rate ကိုတက်ထပ်ပြီးတိုးမယ်မထင်ဘူးချရင်တော့ချမှာ interest rate ကိုတက်ချလို့ရှိရင်ဟိုစားအိန္ဒိယနေပေါင်ပြီးတော့အိမ်ဆောက်တဲ့ကောင်တွေရှိတယ်ပြပါမာပြီးမှဆောက်လို့ရတဲ့မားတွေရှိတယ်အိန္ဒိယပေါင်ပြီးသူကောင်တွေဆိုရောက်ကမအိန္ဒိယနေပါပေါင်ပြတာရေပေါ့ပြမရင်ငယ်နေပါအနေနဲ့အလုပ်ကောင်မျိုးတွေလည်းအများကြီးပဲ အဲအဲ့ကောင်နေနည်းနည်းချောင်းမှာပေါ့တက်တာမှာတက်တက်ခါကြီးလည်းအဲ့လိုပဲဆောက်ဆောက်ထားတာပဲသူဖာမက်တစ်ကအဲအင်းဟိုဟိုဘက်မှာပါလေသူ99လာပါသူကနံပါတ်တင်နေပေါ့49လာပါအဲ့အဲ့မှာတိုက်တိုက်တယ်ဆောက်ဆောက်နေတော့ဆောက်တဲ့ကောင်ကဒီကဩစတြေးလျဒီမှာရောက်နေတဲ့မြန်မာပဲအဲ့အဲ့ချတိတ်ကကိုထဲတော့7နှစ်လောက်နေဒီကောင်လေးကဒီမှာ UDS ကနေအောင်သွားတာသူကဗမာပြည်မှာဗမာထဲမှာ high rise ဆောက်နိုင်တာဆိုလို့သူပဲရှိတယ်သူ့ဖေကအရင်တော့ ဥစ္စာပဲ contractor ပဲဗမာပြည်ကအရင်မကြီးအရင်မကြီး contractor ပေါ့ဗျာဆိုတော့ဒီမှာဒီမှာ UTS မှာ engineering civil engineering လာတက်ပြီးတော့အောင်သွားပြီးတော့ဗမာပြည်မှာပြန်ပြီးတော့ high rise တွေပြန်ဆောက်တယ် high rise ကဒီ contract တိုက်တွေ6 6ထက်တိုက်တွေမဟုတ်ဘူးလေသူကအဲ့ဒါတွေပုံမြင့်နေတာရှိတယ်သူကတုံးရတဲ့ steel က steel ကနိုင်ငံခြားကနေမှာပြီးတော့ပြန်ပို့လုပ်ပြီးတော့တုံးရတဲ့ steel မျိုးတွေ ရိုးရိုးစတီဂရိတ်နဲ့စောက်လို့မရဘူး။ညီမကြီးမအားလုံး limit လောက်ထားတာ6ထက်6ထက်မှလာမယ်။6ထက်ပေါ်တော့မှာအာဆိုလည်းမသိဘူး။ pen house ပဲလား6ထက်ခွဲလို့ပါဘူး။အဲ့လောက်နဲ့ limit လောက်ထားတာလေ။ဆိုတော့မပြတ်တန်နေရ။ကဒီကောင်ကအဲ့လိုမျိုးနိုင်ငံညာနေပြီးတော့သူကသူချိတ်ဆက်ပြီးတော့လုပ်ပြီးစောက်တာတက်တက်ခိုင်းတို့တိုက်ကိုအဲ့ဒါစောက်နေတာဒီကောင်။ကျွန်တော်တော်လေးအဆင်ပြေတယ်ဒီကနေ။ ဒီမှာတိုက်ဆောက်ပါလားမဆောက်ဘူးပြောရမယ်အမျက်မကြံဘူးပြောရမယ်။ဘမာဗီယာအဲ့လိုလိုရှိတယ်။စီဝိုင်းလုံးမယ်ဆိုရင်ခေါင်းချိုးခေါင်းချိုးမြတ်တာ။အခွန်လည်းတိတ်ဆောင်စရာမလိုဘူး။အဲ့ဒါကိုဘမာဗီယာအော်နေကြတာအခွန်10%ဒီမှာရရဲ့ဆက်ဆက်လုတာ။ဒီမှာစီဝိုင်းစီဝိုင်းကမဖြစ်သေးဘူးအခွန်ကအရင်ကောက်တာ။ကျွန်တော်ပါဗျာအိမ်အောင်ကွဲလို့မှဒီမြားကွဲလို့ဟိုးစားရတဲ့ပတ်စံလေးနည်းနည်းလေးကိုမန်နေထည့်ထားမိလိုက်တာ။အဲ့ဒီတော့ကကိုကအိမ်နဲ့မဝေးရသေးဘူးဒီစရာမြန်ရှိတော့။ နှားနေရအဲ့ဒီကောင်ကဘန်ဒိုတက်ပြီးဆိုဘန်ဒိုဘာလာကြိတ်တာဆိုရနင်းနဲ့ tax return လောက်တာအဲ့ဒီဘန်ဒိုတွေထဲမတွက်ထားဘူးလေအဲ့ဒါထပ်ပြီးဆောင်ရမယ်ဆိုတော့ထပ်ဆောင်ရတာပေါ့အဲ့ဒါမျိုးဟုတ်တိုက်ခန်းလေးတခန်းဝယ်ပြီးတော့ငှားချလာတော့အကောက်ခွန်ကိုအကျိုးကောက်တယ်ဗျာကြားဘူးလားမသိဘူးဒီတိုင်းကြီးဒီတိုင်းကြီးတွေမှာအကောက်ခွန်ကိုကျိုးပြီးတော့ speculated income ဆိုပြီးတော့ပြီးခဲ့တဲ့နှစ်ကဘယ်လောက်ဝင်လဲဆိုတာကိုကြည့်ပြီးတော့ဒီနှစ်ကလည်းအဲ့လောက်ပဲဝင်မယ်ဆိုပြီးတော့ကြိုပြီးတော့ကောက်တာတစ်နှစ်တစ်ခါတော့မဟုတ်ဘူးကျွန်တော်မှ3လတစ်ခါပြီးဟော4လတစ်ခါပြီးရတယ် quarter အဲ့လိုပြီးရတာကြိုပြီးတော့အဲ့တော့ဘာလို့လို့လို့ရမှမသိဘူးဒီတိုင်းပြည်တွေမှာဒီတိုင်းပြည်တွေကတကယ်တမ်းကျတော့ဒီတိုင်းပြည်တွေကဒီမိုကရေစီဒနာသဟာရတိုင်းပြည်တွေလို့သာပြောတာတကယ်တမ်းကျတော့ socialist country ပြည်တိုင်းပြည်တွေကဘယ်သူမှအတိတ်အဆင်ပြေအောင်ထားတာမဟုတ်ဘူး အဲ့အခွန်နဲ့ကြိတ်ဖြစ်တာအဲ့ Fabian Socialism လို့ခေါ်ရတာဒီတချို့ economist တွေတော့ပြီးမှာပေါ့ Fabian economist those are economists got those are socialism တို့ရာအဓိကအားဖြင့်ဒီ gain ဆိုဘာလို့လို့ပါပဲအမှန်တော့ okay ဒီလောက်ပါပဲဘောလာဘောလာရောက်လာပြီဘောလာနဲ့တော့တော်ပြီးတော့ နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက်စီစဉ်မှာပြန်တွေ့ကြမယ်နော်